ARD တိုင်းမှာလေပြင်းတိုက်ခတ်ပြီးလူနေအိမ်များပျက်စီးတဲ့တရင်အောင်တင်ဆက်ပေးပါမယ်။ ARD တိုင်းရေကြီးနဲ့ဒေဒီယမြို့နယ်မှာလေပြင်းတိုက်ခတ်ပြီးလူနေအိမ်90လောက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေနဲ့မြေပြင်ကူညီရေးအဖွဲ့တွေစီကနေသိရပါဗျ။မေလ29ရက်နဲ့30ရက်မှာမိုးတက်တဲ့ထက်တိုင်းရွာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့တဲ့တန်းကြောင့်ဒေဒီယမြို့နယ်ကလူနေအိမ်33လုံး၊ရွှေကြည်မြို့နယ်ကလူနေအိမ်15လုံးပျက်စီးခဲ့တာပါ။ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်ကတော့မိုးရွာလာပြီးရုတ်တရက်လေပြင်းတိုက်ခတ်ပျက်စီးခဲ့တာပါ။ ပျက်စီးသွားတဲ့အိမ်တွေကအဆုံးပါပဲဒေလီယမြို့နယ်ကနွမ်းပါတဲ့ဒေသခံတွေရဲ့အိမ်တွေပါလေလေပြင်းတော့ပျို့ကြတာကံကောင်းလို့လူတွေတိတ်ဆန်တွေခိခိုက်ပစ်ဆုံးတာမရှိတာလို့ပြောလာခဲ့ပါတယ်ရေကြီးမြို့နယ်တောင်းကြီးရွာနဲ့ချောင်းဝကြီးရွာနဲ့နေ15လုံးနဲ့ဒေလီယမြို့နယ်တွေကတော်ကြိုက်ကြီးရွာတဘောင်စိန်ကြီးရွာနဲ့အော်အော်လန်ကြီးရွာတို့ကနေအိမ်33လုံးပျက်စီးခဲ့တာဖြစ်ပြီးတစိ့တစ်ပိုင်းပျက်စီးခဲ့တဲ့အိမ်22လုံးနဲ့လုံးဝပျက်စီးသွားတဲ့အိမ်26လုံးရှိတယ်လို့သိရပါတယ် ဒီရဲမျိုးနယ်ကဒေတာခံတယောက်ကတော့လေကလေစင်နမောင်းလို့စောင့်တိုက်သွားတာလေပြင်းနဲ့မိုးရံကြောင့်ပျက်စီးသွားတာများပါတယ်ပျက်စီးတဲ့အိမ်တွေထဲမှာတနည်းအိမ်တွေများတယ်လို့ပြောပါတယ်အဲ့ဒီလေပြင်းကြောင့်နေအိမ်တွေပျက်စီးခဲ့တာဖြင့်ရေကြီးမျိုးနယ်တောင်းချေရအုပ်စုခေါဒလာချေရမူလာရန်ကြောင့်အမိုးလံပြီးစိုက်ဖို့ပြုတ်ကြတာတိမင်္ဂလာတိုက်တဲ့ဖုန်းတော်ကြီးကြောင့်ဆောင်အမိုးလံနာတွေကဖြစ်ခဲ့တယ်လို့သိရပါတယ်လေပြင်းတိုင်ကြောင့်ထိခိုက်ပျက်စီးပြိုလဲတာတွေကိုပရာဟိတအဖွဲ့တွေ ဝိသက်တက်ဖွဲ့တွေနဲ့ဒေသခံတွေကပူးပေါင်းပြီးရှင်းလင်းခဲ့ကြပြီးလေဝိသင်ဒေသခံတွေဟာမိသားစုအတိမိတ်ဆွေအိမ်တွေမှာယာယီပြောင်းရွှေ့နေရတယ်လို့သိရပါတယ်။ပင်ဂလာပင်လယ်အော်မှာမေလ29ရက်ကစတင်ခဲ့တဲ့မွန်တိုင်းငယ်ရဲ့အချိန်ကြောင့်ဇွန်လ2ရက်နေ့ထိ ARD တိုင်းအပါဝင်မြန်မာနိုင်ငံတဝမ်းမှာမိုးရေအဆက်မပြတ်နေရာနှံ့ရောသွန်းပြီးလေပြင်းတိုက်ခတ်မယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနကသတိပေးထုတ်ပြန်ထားပါတယ်။